2024 2025ဘောလုံးရာသီရဲ့အိမ်မက်ကာဆက်ယုံကြီးမှာကံပြခဲ့တဲ့ဒီဘောလုံးရာသီတစ်ခုကတော့ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ဇသိမ်းပိုင်းနေမှာပေါ့နော်ဇက်လိုက်ကဒီလူဆိုးတွေကိုအနိုင်ရလိုက်တဲ့လူမျိုးချစ်သူနှစ်ယောက်ပေါင်းဖက်သွားရတဲ့လူဇသိမ်းခံမျိုးပေါ့နော်ဒီလူမျိုးလေးဒါဖန်တီးပေးနိုင်ခဲ့တဲ့အတွက်လေ United ပြည်သက်တွေကဝမ်းသာခဲ့ရတယ်။နောက်တစ်ခုကတော့ ဒီနေ့ဘယ်မှာ United တင်ရတဲ့ခြေစွမ်းရလဲတကယ်ကောင်းခဲ့တယ်လို့ဒီကံကြမ္မာရဲ့မျက်နှာသာပေးမှုတွေလည်းဒါညှဆွာရခဲ့တယ်ပေါ့။ဘာလို့ပြောကိုယ့်ရဲ့အိမ်ငွင်းရှိမှာဒီ Aston Villa လို့အသင်းမျိုးကိုအနိုင်ရတယ်နောက်တစ်ခုကမနိုင်တာလဲကြာပြီ Premier လိမ့်မှာပေါ့နော်။ခုမှပဲအနိုင်တဲ့ချင်းလေးဆိုရတော့လေဆိုတော့ဒါအဲအစိုးရရဲ့အကောင့်တွေပေါ့လေဒီလိုမျိုးအနိုင်ရရှိတော့တာလေဒါကောင်းတယ်ပေါ့။ ပြီးတော့ဒီပွဲကတော့ဒီနောက်တစ်ခုကတော့ခန်းစားချက်တွေဒါစုံလင်ခဲ့တဲ့ပွဲတစ်ခုလည်းဖြစ်တယ်ပေါ့ဒီ Ericsson တို့ Lindy Law တို့ Junior Ivan တို့အနားယူသွားပြီပေါ့နော်ဒီအခြေအနေတင့်စွာပဲဒီ Ericsson ရော Junior Ivan ရောကပေါ့ပွဲချိန်တော်တော်များများကိုကစားခွင့်ဒါရခဲ့တယ်ဒီဘာလို့လဲဆိုဗီလာသင်းနဲ့တယောက်ထုတ်ခံသွားအတယောက်ထုတ်ခံလိုက်ရတာအကြောင်းလေဒီလိုမျိုးစော်စီစီကစားခွင့်ရတာဖြစ်တယ်ပေါ့ဘာပဲပြောပြောဒီ ဘာဒီနဲ့ထုတ်ခံလိုက်ရခြင်းရပါတော့အရီဆင်နဲ့ဂျူနီအီဗန်တို့အတွက်လည်းဒါပိုပြီးမတရားဖြစ်သွားစေခဲ့တယ်ပေါ့ယူနိုက်တက်ကဒီနေ့ပွဲမှာတော့ဒါကစားသမားတွေအနေနဲ့ပေါ့နော်ရန်ကြီးပြောင်းလဲပြုလုပ်ခဲ့တာမျိုးမရှိဘူးဒီနောက်တန်းကနေဟေဗန်ကိုဒါတုံးလာတာရှိတယ်လူရှောင်းနဲ့ဒီဇီဇီကလေ့ကျင့်ရေးပွဲမှာနေရာနှင်းငယ်ရသွားတယ်ပြောတော့ပေါ့နော်ဒီနောက်တန်းမှာလူရှောင်းလည်းမရှိတော့လင်ဒီလော့ပဲကျန်တော့တယ်မကွာရဲ့ တို့တုံရောက်ပွဲထွက်လာတယ်လင်မာတော့အဲဘလူးနိုကက်စမဲရိုတော်ဘူမာရာဇာဝီဆိုတော့ဂျီရူပါလိဘိုလူပွဲအတိုင်းပေါ့နော်ရှေ့မှာလည်းအာမက်ရဲ့မေဆမောင်းရဲ့ဝိုင်လန်းရဲ့ဆိုတော့ဂျီရူပါလိဘိုလူပွဲအတိုင်းပါပဲဒီဟေဗန်နဲ့လင်ဒီလော်လေးပဲကွာသွားတာပေါ့ကိုယ်သမားဘင်ရတာရယ်ပေါ့လေဒီကာနာချူနဲ့ဒီအူနာနာကိုတော့အတင်းရဲ့လူစင်းရနေတာချန်လက်ထားခဲ့တယ်နောက်တစ်ခုကတော့သူတို့တွေကိုလည်းဒါအတင်းသေးရှာရဖို့ အမိုးရင်ကပြောပြီးပြီလို့ပြောတယ်ပေါ့နော်ဘိုးဖွဲကိုလည်းသူတို့နေရာမှာလူစားထိုးရှာခိုင်းထားတယ်လို့သိရတယ်ဒါကြောင့်ဒီဘွဲမှာတော့ဥနာနာရောကာနာချူရောရောအတင်းရဲ့လူချင်းမှာတော့မမြင်ခဲ့မမြင်ခဲ့ရဘူးအက်စတိုမီလာအတင်းရတော့ဒီသူတို့ကတော့ချန်ပီယံလိမျိုးလင်းချက်ရှိနေတဲ့အတွက်ပေါ့နော်ချန်ပီယံလိဝင်ဝင်မျိုးလင်းချက်ရှိနေတဲ့အတွက်ဒီဘွဲနိုင်မှုအရေးကြီးတယ်ပေါ့နော်အဲအပြင်မဲ့လေဒီပွဲစားတဲ့က United အတင်းကတောက်ချက်ကိုဖိအားစားတာဗျာဒီလိုကစားပုံမျိုးမမြင်ရတာတော်တော်ကြာပြီပေါ့နော် ဒီ Aston Villa အသင်းကို goal box ကပထမပိုင်းမှာဆို goal box ကသွင်းခွင်းတောင်မပေးလိုက်ဘူးနဲ့တူတယ်။အဲလောက်ထိကိုတပတ်သက်တာ ဖိကစားထားတာပေါ့နော်။ဒီအခွင့်အရေးတွေကတော့လွဲတယ်လို့မေဆန်မောင်ကောင်းတိုက်တဲ့အလုံးဆိုလေဗျာတကယ်အပိုင်ကိုသမားဒီတဲကြီးတိုက်ပြတာ။တောင်ချင်းနဲ့အပေါ်တောင်လေးမှတိုက်လိုက်ရင် goal လောက်တယ်။နောက်ဒီ white land တို့ရောနောက်တခြား blue blue လဲတာကန်ခွင့်တွေရတယ်။ goal box တွေကတော့အချိန်ချင်းလွဲနေတာ။ဒါပေမဲ့လည်းဒီတွဲလုံးလေးတွေလည်းတော်တော်လှတယ်ပေါ့နော်။ ပေးယူအခြေဆက်လေးရင်းနဲ့ဒီတိုက်စစ်ကိုပုံဖော်သွားတာလေနောက်တစ်ခုကတော့အဲ့ဒါအနေနဲ့ပြီးတော့ဒီကန်ကျက်ဖြစ်အဆုံးသတ်နိုင်တာလေပေါ့ဒါလေးတွေတော်တော်ကောင်းတယ်ဒီပထမပိုင်းပြီးကနေလေးမှာပဲဒီအက်စတိုမီလာအတင်းနောက်ခံလူမဒီကက်ဖြစ်လောက်တယ်ပေါ့နော်သူရဲ့ညာဆိုင်ကနေလူပေးမရာကနေပြီးတော့ဒီဝိုင်လန်ကကုသမောကိုပြန်ပေးတာမှာပေါ့နော်နင်းနေတော့ဝိုင်လန်ကပြေးထွက်ပြီးတော့ကန်သွင်းမှုလုပ်တယ်အဲကုသမောမှဒီနေ့ကပြေးထွက်လာတယ်အဲ့မှာနေကျွန်တော်ရည်ချင်းနေပြီဘာလို့လဲဆိုတော့ အနီကထုတ်ပြီလို့ကျွန်တော်စီထဲမှာခန်းစားလိုက်ရတာဘာလို့လဲဆိုတော့မာတီနက်လို့ကောင်ကလုံမှာပဲဒီလားဒီကောင်ကလူးတော့ကြုံမခံဘူးညစ်ကြေကြေဗျာတင်းအတင်းအတွက်လည်းဘာမှမဆိုလှုပ်တဲ့ကောင်ဒီဆိုတော့ဖြေတော့ထင်းနေဟောအဲ့မှာထင်းတဲ့အတိုင်းပဲစက္ကန့်ပိုင်းလေးပါပဲဒီဟွိုင်လန်းကိုကိုယ်မမာတီနက်ကဘောနော်တွန်းလွလိုက်တယ်တိတိတတာဖြစ်နေတာရေနောက်တစ်ခုကတော့ဘောနော်ဝိုင်လန်းကလွတ်သွားရင်ဂိုးနိုင်ကြီးများတာရေအကြောင်းဒါကတော့အငင်းပွားဝဲရမှရှိတယ်ဒါရဲ့အနီကဖြစ်သွားတယ်ပေါ့လေ ဆိုတော့ကဒီဒုတိယပိုင်းကတော့10ရောက်17ရောက်လည်းဖြစ်သွားပြီပထမပိုင်းမှာတွေကလည်းကိုယ်ခြေသွမ်းတာနဲ့ကစားထားတာဆိုတော့ဗောနော်တက်တောင့်တက်တန်ဒါကစားနိုင်ခဲ့တယ်ဗောဒုတိယပိုင်းစတဲ့ကလည်းဒါကန်နေလို့ကိုယ်မကိုနိုင်တိုင်ဒါလို့ကန်လိုက်တဲ့လုံးကလည်းဒါတိုင်မန်တာနဲ့တူတယ်ပြီးရင်အဲရစ်ဆင်ဝင်လာတော့ဘီကန်တော့လည်းတိုင်မန်နေတယ်ဖရီကစ်ဆိုတဲ့ကတ်တီလေးတွေဘလူးနိုပါနာတက်လည်းကန်တာပဲဗောနော် ကိုးမကိုးနိုင်ဘူးပေါ့အဲ့လိုမျိုးဒီကန်ခေးဝင်နေတာကအကက်စမဲရိုဆိုတဲ့နှလုံးသားမသိပြစ်ကန်တာလို့ကိုးပေါက်တလွေကြီးလာဒီကိုးနိုင်ကြီးတော့လေများတယ်ပေါ့နော်ဒါပေမဲ့လေလွဲချော်ခြင်းတို့လွဲချော်နေတာအဲ့မှာဒီဒီကိုကကိုးမရခင်ပေါ့နော်ရင်ထိတ်ဆရာတကူဖြစ်လိုက်သေးတယ်အဲ့ဒါဘာလဲဆိုတော့ဒီဗီလန်ကိုးသမားကကန်တင်ပေးလိုက်တဲ့ဟာကိုဓာတ်ရိုက်ပေါ့နော်ဒီရိုဂျာပြေးထွက်သွားပြီးတော့ကံမှုလောက်တာပေါ့ မကွမ်းရဒီခိုးသမားကိုခေါင်းလိုက်ချပြီးလိုက်တာဘုံလုံးကဒါအချိန်လဲရမ်းရောမပါဘူးကတော့ဒါပေမဲ့ရမ်းလဲနေမနေဘူးဒါကိုဘင်ရတာလည်းပြေးထွက်ပြီးဖမ်းတာဗျာတကယ်ဆိုဘင်ရတာအနေနဲ့ခြေထောက်နဲ့ရှင်းထုံလိုက်တင်တာဘာလို့လဲဆိုတော့ရောဂျာကလည်းပြေးလာဗျာရောဂျာဆိုရဲကောင်ကလည်းမြန်တယ်ပြေးတာပေါ့နော်အဲ့ဒါဒီဘုံလုံးဘင်ရတာဒီ short တိုက်ပြီးတော့လက်နဲ့ဖမ်းလိုက်တယ်သူ့လက်ထဲမှာထိမိလိုက်တယ်ဗျာထိမိပြီးပြန်လွတ်လွတ်သွားတယ်လွတ်ပြီးပြန်ဖမ်းဖို့လုပ်တဲ့အချိန်မှာဒီရောဂျာကလူကန်သွားတယ် ူကံွားပြီးတော့ဒါကိုးသွင်းသွားတယ်။ကိုးပြီးတော့မှတ်တာဗျာဘာလို့လဲဆိုတော့ကျွန်တော်အနေနဲ့လည်းအဲ့ဒီကိုဝီရပါတော့ဒါပေါင်းဝင်တယ်ပေါ့နော်ဥပဒေတွေကအတွင်းကိုမှတ်နေတာအဲ့လိုမျိုးဆိုတော့ကိုယ်ပြီးမှတ်တော့အားလို့ဒီနေ့ကတော့လောက်ပြီပါညာပေါ့နော်စိတ်ထဲမှာ coin တွေတော့မရှိသေးတယ်ဒါအတိုင်းလူကြီးကလူကြုံဘောဖြစ်အဲမဟုတ်ပါဘူးအတိုင်းလူကြီးကပေါ့နော်ကိုမပေးဘူးပြည်နယ်မောဖြစ်တာတတ်မှတ်လိုက်တယ်ဝိုင်းမှလည်းဒီစောရကတက်တဲ့ သူတွေဟိုခံရတယ်နောက်တစ်ခုကတော့ဒီ United အတွက်လည်းကံကောင်းသွားတယ်ဘီလာနီပြအမ်ရီဆိုရင်လည်းဒါတိုင်တွေကိုတော်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 လေးဒါဆောရကတက်တယ်ပေါ့နော်ကိုယ်အနေနဲ့ကတော့ဒါမပြောတတ်ဘူးဒီလုံးဒီပေါ့နော်ပြည်နယ်မဖြစ်သလားမဖြစ်သလားဆိုတော့မပြောတတ်ဘူးဒါပေမဲ့လည်းဒီဘောလုံးစည်းမြစ်နေဆိုတာလည်းတစ်နှစ်တစ်ခါတချို့အရာတွေကပြောင်းလဲနေရပြဥမာလက်တီဘောလိုအမျိုးအမ်ဒီကိစ္စတွေကရောက်တော့သူတို့မပြောတတ်ဘူးပေါ့နော်ဒါကတော့ဒါရဲ့ဆုံးရွက်ချက်ပဲ နောက်နောက်ရောက်ရင်တော့ဘောနော်ဒီတက်တိကြတဲ့အဖြေတွေပွဲပြီးလို့တရနေ့တရလောက်ကြာရင်တော့ဒါပူတိလာရနိုင်တယ်ပေါ့ဒါပေမဲ့လည်းပွဲရလက်ကတော့ဒီတိုင်းပဲဖြစ်သွားပြီ United ကလည်းဘောနော်ဆယ်ယောက်ဆယ်တယောက်ကစားခဲ့ရတယ်ဆိုပေမဲ့ဒီနေ့ဝေးကထိုင်းတိုင်းတန်တန်တာအတိုင်းရရှိခဲ့တာ ဖြစ်တယ်တပွဲလုံးလဲတာခြေသွန်းကောင်းကောင်းနဲ့တာကစားနိုင်ခဲ့တယ်ပေါ့ဒီ6ကလည်းဗောနော်ညှော်လင့်နေတာတော်တော်နဲ့မလာဘူးဒါမိနစ်90ကျော်လောက်မှဘရူနိုရဲ့ဗျာတော်တော်လေးတက်ရက်တည်းလှပါတဲ့ ဖန်တီးမှုကနေအာမတ်ကကောင်းတိုက်သွင်းသွားတယ်ပေါ့နော်ဒီခြေတော်တဲ့ကန်တော့လည်းမကိုဘူးကောင်းတိုက်ကောင်းတဲ့ဝိုင်လန်တို့ကက်စမဲတို့တို့ကြိုးစားနေရတယ်မရဘူးဒီအာမတ်လိုပေါ့နော်အရက်ပူပူလူကောင်းတေးသေးကောင်းလေးခေါင်းဝင်တိုင်ပါပဲခိုးတော့အဲ့ဒီလုံကတော့ရူနိုဖာနာနဲ့တော်တော်ကောင်းတာပါဗျာရူနိုကလည်းဒီချင်းသွမ်းပြပြီဆိုရင်လည်းစွတ်ကောင်းတာလို့ဒီရပေါ့နော်ပြီးရင်အလှပလေးတွေကလည်းလှုပ်ချင်တယ်သူရဲ့ဒီပေပို့မှုတွေပေါ့နော်ဒီလုံးဆိုလေဒါတော်တော်လေးကို လှတာပေါ့ဘယ်လိုပြောရမလဲဘောလုံးကဟန်ကျဲညီတယ်ဗျာလေလေထဲမှာအဲ့လိုမျိုးကြည်ကောင်းနေပေါ့အဲ့လိုလေးကြာအလိုက်တဲ့လေးကြာလာတာဟိုအမတ်ကကောင်းလိုက်တွင်နေဥဆောင်ကိုရရတယ်ပေါ့အဲနောက်ထပ်လည်းတိတ်မချဘူးဒီအမတ်ကြောင့်ပဲပင်နေဒီရတယ်ပေါ့ဒီလုံးကတော့ဒါတော်ရစလားတမင်တက်တက်လှူလာလာတော့မသိဘူးအမတ်ရဲ့ခြေတော်ကိုနင်းမိသွားတယ်ဆိုတော့အဲပင်နေဒီပဲပေါ့နော်ပင်တိုင်းဒိုင်လူကြီးကပင်နေဒီပေးလိုက်တယ်ဘာတွေပါရတော့မကြည့်ဘူးဒီလုံးကိုသူတို့ဒီဂျွန်နီအီဗန်ကိုကံမှု ပြောတယ်နဲ့တူတယ်ဗျ။ဂျွန်နီဗန်ကဒီနောက်ကိုပြန်ပြီးတော့ဗောနော်လမ်းလျှောက်ကိုကွင်းဘက်ကိုလမ်းပြန်လျှောက်လာတာတွေ့လိုက်တယ်။ဒါကတော့ကိုအင်းသားတွေကြားတာချစ်စရာပြုမှုပေါ့။ဒီအီဗန်ဆိုတာလဲဒါဝါရင်စပုသားသမားအတင်းရဲ့ဒီပရီးမီးယားလိဂ်ကင်မြောက်ဖို့တဲ့လက်ရှိတဲ့မှာတူဒီတော့ကစားသမားဗောနော်ဒီကစားသမားကြီးကိုလေးစားတဲ့အနေနဲ့ဒါပင်နေဒီပေးကန်ရတယ်လို့ကျွန်တော်ကတော့ထင်တယ်ဗော။ဒါပေမဲ့တခြားတော့မသိဘူးဗောလေ။အပွဲတွေဖြစ်ပြဟိုကိုရီးယားအနီးကမ်းမှာမသိရတာဆိုတော့ဒီလုံးကိုတော့ဗောနော်ထင်တဲ့အတိုင်းပဲဒါအင်ဒစ်စင်ပဲကန်သွားတယ်ဗော။ ဘာလို့လဲဆိုတော့ Edison ဒီလည်းအားယူတော့မှာဖြစ်တဲ့အတွက် Bruno က Beckham ပါပဲပေါ့နော် Christian Edison ကို Edison ကဒီပင်နေဒီကိုတီတီငယ်ငယ်နဲ့ပဲဂိုသမအလေကိုကန်ပြီးတော့သွင်းယူသွားခဲ့တယ်ပေါ့သူရဲ့နောက်ဆုံးပွဲ United ရဲ့နောက်ဆုံးပွဲမှာသွင်းကိုတကူနဲ့တာနှုတ်ဆက်နိုင်ခဲ့တာဖြစ်တယ်ကျွန်တော်ဆိုလဲဗျာအဲ့ဒီလိုပင်နေကာလေးကန်စီခြင်းလိုက်တာဘာလို့လဲဆိုတော့သူရဲ့ United နောက်ဆုံးပွဲသွင်းကိုလေးကိုပင်နေကာလေးနဲ့အဲစိတ်ကူးရင်တော့ပေါ့လေဒါပေမဲ့လည်းဒီ Edison ကတော့စေစိုက်ယူပြီးတော့ပဲ အလေပဲတိချာချိန်ပြီးတော့ကန်သွားတယ်ပေါ့။ပွဲပြီးတဲ့အခါမှာတော့ဗောနောကျွန်တော်တို့ဒီပြိတ္တတွေကိုအသင်းသားတွေအားလုံးနှုတ်ဆက်ကြရဲဒီဂျွနီဘန်ရဲ့လင်နီလော့ရဲ့အဲရစ်ဆင်ရဲ့ကိုဒါနှုတ်ဆက်ကြရဲပေါ့သူတို့ဒီအနာယူတော့အယူနိုက်တက်တင်ရနေထွက်ခွာတော့မှာဖြစ်တဲ့တော့ဗောနောပြီးတော့ဒီအသင်းသားတွေအကုန်လုံးဒါကွင်းထဲဝင်လာကြရဲအမ်မိုလင်အမ်မိုရင်ကဒီဒီမိန်ကွန်းသဘောမျိုးပြောတယ်ပေါ့ပြိတ္တတွေကိုသူပြောနေတဲ့စကားတွေသူ ြောတယ်ပြီးတော့ဒီမိသားစုတွေတွေကွင်းထဲဝင်လာတယ်အဲ့ဒီခိုင်တက်လေးတွေကတော့ဒါជីနူးစရာကောင်းပါတယ်ဗျာကိုမိသားစုကိုဒီကွင်းထဲလက်ဆွဲဝင်လာတာနောက်တစ်ခုကတော့လေဒီအော်လို့ယူရိုပါလိပလာကြီးတောင်ဘူဆွဲလိုက်ရယ်ပေါ့နော်ဒီကလေးတွေကအဲ့လိုမျိုးအောင်ပွဲထဲမှာပဲဒီမိသားစုတွေရှောက်သွားနေအောင်ပါအဲ့လိုမျိုးဒါစဉ်းစားကြည့်မိတယ်စိတ်ထဲမှာတမျိုးတော့ခံစားရတာပေါ့နောက်တစ်ခုကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့နိုင်ငံစဉ်းစားကြည့်တော့လေဒီလိုမျိုးပေါ့လေကျွန်တော်တို့ဒီမိသားစုတွေစုံစုံလင်လင်နဲ့ပျော်ပျော်ရွှင်ရွှင် အဲ့လိုမျိုးတွေပွဲတော်တွေမှာပေါ့နော်တိုင်းပြည်တွေတကယ်ကောင်းတယ်ပျော်ရွှင်ကောင်းတယ်ပွဲတော်တွေမှာလှည့်လည်တော့လာနေကြရတဲ့ရက်တွေပေါ့ဒါတွေမျိုးဒါတွေလည်းမြန်ရောက်စေချင်ပါတယ်ပေါ့ဒါကတော့ United အသင်းရဲ့ရာသီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒီရောက်တဲ့ရာလေးတွေပြောဆိုရင်းပေါ့နော်တတိယဇာလေးတွေတင်ပြခဲ့တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ